ဒီဖြစ်ပျက်လေးကတော့လူနေထူတယ်ပြီးတော့အလုံအမြင်ရှုပ်နေတတ်တဲ့မြို့ငယ်လေးတစ်မြို့မှာဖြစ်ခဲ့တာပါအဲ့ဒီမြို့လေးမှာအရန်ကိုပဲနာမည်ကြီးတဲ့ဖက်ထုတ်ဆိုင်လေးဒီဇိုင်းရှိပါတယ်ပုံကဒီဇိုင်းရဲ့ပုံမှန်ဖောက်တဲ့တယောက်ပဲဖြစ်ပြီးတော့တရက်သူကသူ့ရဲ့တငငချင်းတယောက်ကိုသူနဲ့အတူထူဆိုင်လေးစီကိုလိုက်ဖို့ခေါ်ခဲ့ပါတယ်ဆိုင်ကညနေ၄နာရီလောက်ဆိုဖွင့်ပြီးတော့နာရီပိုင်းအတွင်း၂နာရီလောက်ကြာတော့တဲ့အခါမှာပိတ်တက်ပါတယ်။ဒါကြောင့်သူတို့ကဖထုတ်ရရတာကိုမြည်ကြည့်ကြတာကြောင့်စောစောသွားခဲ့ကြပါတယ်။ ဖတ်ထုတ်ဆောင်ပိုင်ရှင်ကတလပိုင်းရွေမျိုးသားတယောက်ဖြစ်ပြီးတော့သူကဖတ်ထုတ်လုံလေးတွေကိုကိမုတ်ပူပူလေးရောင်းတယ်လို့မျိုးသူစိတ်ကြိုက်မကြခဏပြောင်းတတ်ပါတယ်။ပေါ်ကသူ့ရဲ့တငယ်ချင်းတွေနဲ့အတူသူ့ရဲ့ဖတ်ထုတ်တွေကိုစားဖို့ဆောင်ရင်လည်းအခန့်ထားတဲ့ရင်းနှီးတကြိုင်စီကိုတောက်ခဲ့ကြပါတယ်။၅မိနစ်လောက်ကြာတဲ့အခါမှာတော့ဖတ်ထုတ်တွေရောက်လာခဲ့ပြီးတော့ရောက်လာတဲ့တပြိုင်နက်ပေါ်နဲ့သူ့ရဲ့တငယ်ချင်းတွေကချိန်နှက်သွားခဲ့ကြပါတယ်။ ဘာမောင်တွေကပူပူနွေးနွေးဖလုပ်လေးတွေရဲ့စုံမဖွဲကောင်းတဲ့အနံ့ကအားရှိစေပြီးတော့သူတငယ်ချင်းတွေကိုတည်ရယူစေခဲ့ပါတယ်။သူတို့ကတူကိုကိုင်ကဖထုပ်တစ်ခုချင်းစီကိုယူခဲ့ပြီးတော့အချင်းတူဖို့ကိုလည်းမမေ့ပဲနဲ့ဗိုက်ဆဆာနဲ့စားခဲ့ကြပါတယ်။ချင်းတူထားတဲ့အဖြူအောင်ဖထုပ်လေးတွေကိုပေါကသူ့ပစက်ထဲကိုထည့်လိုက်ပြီးတော့သူ့ရဲ့မျက်နှာမှာခြေနှမှုအပြည့်နဲ့ဝါပြစ်လိုက်ပါတယ်။ ဖတ်ထုတ်ရတာကိုမြင့်ကြည့်ပြီးတဲ့နောက်မှာတော့ပေါ်ရတဲ့ငွေချင်းတွေကတယောက်ကဒီဖတ်ထုတ်ကို အလောက်ရတာရှိမယ်လို့သူမထင်ခဲ့တဲ့အကြောင်းကိုပြောပြလာခဲ့ပါတယ်။သူတို့ကဖထုတ်တွေကိုသဘောကျစွာစားနေရင်သူတွေကတယောက်ကရုတ်တရက်အရန်ကိုမာတဲ့အရာတစ်ခုကိုဝါမိသွားခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်းကဖထုတ်ထဲမတော်တဆကြံရဲတဲ့ဂျုံကိုဝါမိရလို့ပဲထင်လိုက်ပေမဲ့ပေါ်ကသူ့တငယ်ချင်းကိုစိတ်အနှောင့်အယှက်မဖြစ်စေဘူးနဲ့စိတ်ချရတယ်ဆိုတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ ဖေအောင်တရှင်းတဲ့သူတင်ငယ်ချင်းကပါလဲဆိုတာသိချင်တာကြောင့်ထိုလူကသူ့ပစ္စတဲ့ကအရာကိုထွေးထုတ်လိုက်တဲ့အခါမှာတော့တေချာပေါက်တင်ကဂျုံဟုတ်မနေခဲ့ပါဘူးသူ့ပစ္စတဲ့ကထိုအရာကိုထုတ်ကြည့်ပေးလိုက်တဲ့အချိန်မှာတော့ထိုလူရဲ့မျက်နှာအမူအရာကပြောင်းသွားခဲ့ပါတယ်သူရဲ့ခြေလက်တွေကတုံရင်နေခဲ့ပြီးတော့အထစ်ထစ်ငေါငေါနဲ့ဒါဒါကလူလက်သေးကြီးလား ူတယောက်ရဲ့လက်သေးကဘာလို့ဖက်တော့တယ်မှာရှိနေနိုင်ရတာလဲဒီလက်သေးကအညစ်အကြေးတွေမစင်သလိုမျိုးတော်တော်လေးကိုညစ်ပတ်နေခဲ့ပါတယ်ဒီလိုတန်ရှင်းမှုမရှိဘဲလုပ်ထားတဲ့ဖက်တော့တွေကို တွေးမိပြီးတော့သူတို့ကတော်တော်လေးကိုတုံ့လုံချောက်ချာကဒေါသထွက်သွားခဲ့ကြပါတယ်ဒီလိုမမျှော်လင့်မဲ့ဖက်တော့တဲ့လူသားတွေရဲ့လက်သေးပါလာတာကသူတို့တဝိုင်းနဲ့မဟုတ်ဘဲအခြားဝိုင်းတွေမှာလည်းထုတ်ပြန်မျိုးတွေကြုံခဲ့ရပါတယ်သူတို့ကစိုင်းပိုင်ရှင်ကိုလက်ညှိုးထိုးကအော်ကုန်လိုက်ပြီးတော့ပုံကအပြင်းပြင်းနဲ့ခုံခုံထူးခြားပြစ်လိုက်ပါတယ် သူရဲ့စားသုံးသူတွေဒေါသထွက်နေတာကိုမြင်လိုက်ရတဲ့အခါမှာတော့ဆိုင်ရှင်ကဒီလိုဆိုးရွားတဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့သူမသိတယ်လို့မျိုးပုံစံလုပ်နေခဲ့ပါတယ်။လူတွေကအဲ့ဒီလက်သေးတွေကိုထိုးလို့မြင်အောင်ထိုးပြခဲ့ကြပြီးတော့ပုံမှန်အပြင်ဖတ်ထုတ်တွေကိုထဲတဲ့အစာတွေကအခြားလူသမားတွေမရှိပဲဒီလူတယောက်ထဲလောက်တာဖြစ်ပါတယ်။ဒါကြောင့်ဒေါသထွက်နေတဲ့ဖောက်တယ်တွေကဒီလိုရှင်းပြတာကိုလုံးဝနားမထောင်ခဲ့ကြပါဘူး။ဆိုင်ပိုင်ရှင်ကဘာဖြစ်ရှင်းချက်မှမပေးနိုင်ခင်မှာပဲထူလူရဲ့မျက်နှာနဲ့နှာခေါင်းကိုအာပြင်းနဲ့ထိုးချပြလိုက်ပါတယ် ဆိုင်ပိုင်ရှင်ကစူးစူးရွရွအရင်နဲ့ခံရပြီးတော့လူတွေက သူ့ကိုရဲစခန်းစီခေါ်သွားခဲ့ကြပါတယ်။ချိန်ကနောက်ကျနေပြီဖြစ်တာကြောင့်ရဲအရာရှိ၃ရောက်လောက်သာရှိနေပြီးတော့ရဲအရာရှိလူဖင်းကသူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့ပင်နဲ့ချောင်းလုံးနဲ့အတူကန်တင်းကိုသွားဖို့လုပ်နေကြတဲ့အချိန်အပြင်ကနေစူးစူးငင်းငင်းအတံတွေကိုကြားလိုက်ရပါတယ်။ရဲရရှိတွေကမကောင်းတာတခုခုဖြစ်နေပြီဆိုတာကိုသိကြတာကြောင့်သူတို့ရဲ့ခုံတွေကနေထတာကြီးလိုက်ပါတယ် တိတ်မကြခင်မှာပဲရဲသားတယောက်ကသူ့တို့တကားစီကိုအပြေးလွှားလာနေတာကိုတွေ့လိုက်ရပါတယ်။ဆရာအပြင်မှာပြည်သူတွေရောက်နေကြတယ်။စားတော့ထဲမှာလက်သေးတွေတွေ့ရကြောင်းစိုက်ပိုင်ရှင်ကိုတရားစွဲနေတာလို့ပြောပါတယ်။ကိုသတင်းကိုကြားလိုက်ရတဲ့အချိန်မှာရဲရရှိရဲမျက်နှာကပြတ်သွားခဲ့ကြပြီးတော့ဒီအကြောင်းကိုကြားလိုက်ရတာနဲ့တပြိုင်တည်းဒါကယူရှင်းတဲ့ကိစ္စမဟုတ်ဘူးဆိုတာသဘောပေါက်လိုက်ပါတယ်။ 15မိနစ်လောက်ကြာတဲ့အချိန်မှာစားတောက်ဆိုင်ပိုင်ရှင်ကိုစစ်စစ်မြင်းမြန်းကန်းနဲ့ခေါ်လာခဲ့ကြပြီးတော့ရဲရာရှိတွေဖြစ်တဲ့ပင်နဲ့ချောင်းကရောက်လာခဲ့ကြပါတယ်။ရဲရာရှိတွေကစားတောက်ဆိုင်ပိုင်ရှင်ရဲ့အစီရင်ခံစာကိုပေးလိုက်ပါတယ်။တစုံတယောက်ကသူတို့ရဲ့လက်သေးတွေကိုချွတ်ပြီးဖတ်ထုတ်တယ်ထဲဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒီကိစ္စအတွက်တည်ကြတဲ့ဖြည့်ရှင်းချက်ကတော့ဒီဖက်ထုတ်တွေကိုထဲတဲ့အသားတွေကလူတွေရဲ့အသားတွေနဲ့လုံထားတာပဲဖြစ်လိမ့်မယ်ဆိုပြီးကောက်ချက်ချခဲ့ပါတယ်။ ရဲရရှိပြောတဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာသူကဒီကိစ္စအောင်မသိတဲ့ပုံစံမျိုးနဲ့စားတောက်ဆန်ပန်ရှင်ကအယံအောင်အံ့ဩသွားခဲ့ပါတယ်။ဒါကြောင့်ဒီကိစ္စရဲ့နောက်ွယ်မှာသူတယောက်တည်းမဟုတ်ဘူးဆိုတာသိကြနေပါတယ်။ရဲရရှိကကြံရဲရရှိနှစ်ယောက်ကိုခေါ်လိုက်ပြီးတော့ဖတ်ထုတ်ထဲမှာရှိတဲ့အရာတွေကိုစစ်ဆေးဖို့အတွက်ထိုးစားတောက်ဆန်ကိုတောင်းဖို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်တွင်းမှာပဲလူအများကဒီကိစ္စနဲ့ပတ်သက်ပြီးတော့သတင်းကြားတာကြောင့်စားတောက်ဆန်ရှိကိုရလာခဲ့ကြပါတယ်။ ဒီမြို့မှာနေကြတဲ့သူတွေကအချိန်တော်ကြာဒီဆိုင်ကအစားအသောက်တွေကိုဝယ်စားခဲ့ကြတာကြောင့်သူတွေကတချို့ကနောက်ထပ်သတင်းတစ်ခုထွက်လာမှကိုကြောက်နေခဲ့ကြပါတယ်။သူတို့ကလူတွေရဲ့အသားကိုစားခဲ့ကြတယ်ဆိုတဲ့အရာကမှန်သွားမှကြောက်တာကြောင့်ဖြစ်ပါတယ်။သူတွေကတချို့ကဒီကောလာဟလာကိုရုံမှုညှဉ်းဆဲခဲ့ကြပြီးရောရဲရီစီကအတီးဖြူချက်ကိုရချင်ခဲ့ကြတာကြောင့်သူတို့ကိုယ်တိုင်းဒါကိုမြင်ရင်ခဲ့ကြပါတယ်။ရဲရရှိတွေဖြစ်တဲ့ပင်နဲ့ချောင်းကတတိအထောက်ထားတွေကိုရှာဖို့အတွက်စားတောက်ဆိုင်ရဲ့မိဖို့ကြောင့်ကိုရောက်လာခဲ့ကြပါတယ်။ တကက်နေငယ်လောက်ကြာတဲ့အချိန်မှာဖတ်ထုတ်တွေထည့်တဲ့အသားထုတ်ကြီးကိုရှာတွေ့ခဲ့ကြပါတယ်။ရဲရရှိရတွေကတယောက်ကထိုအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာအထဲမှာရှိတဲ့အရာတွေကိုမြင်လိုက်ရတာကြောင့်အယံမှုအံ့ဩသွားခဲ့ကြပါတယ်။အသားတွေကိုကျဉ်းထားတာကြောင့်ဒါတွေကလူတွေရဲ့အသားလားအခြားအရာတွေလားဆိုတော့သူတို့သိချာမသိခဲ့ကြပါဘူး။ဒါကြောင့်ဒီအသားတွေကိုသူတို့ကစစ်ဆေးမှုအတွက်ယူသွားရမှာပဲဖြစ်ပါတယ်။ပြည်သူတွေစိတ်ချဖို့အတွက်စစ်ဆေးရန်ဒီအိတ်တွေကတအိတ်ကိုစကန်းစီကိုယူသွားခဲ့ကြပါတယ်။ ။ပိုင်ပိုင်ရှင်ကိုစစ်ဆေးပြီးတဲ့နောက်ဖတ်ထုတ်တဲ့ကသူ့ရဲ့အသားတွေကိုဗျာရရလဲဆိုတာကိုတွေ့သွားခဲ့ကြပါတယ်။ဒါကြောင့်သူတို့ကထိုနေရာကိုကားရီနဲ့အလှည့်မြန်မဲသွားခဲ့ကြပါတယ်။အိမ်ထဲကိုရောက်တဲ့အချိန်မှာတော့ဗလာကောင်းကောင်းလေးလူတစ်ယောက်ကဝတ်သားတွေကိုသူ့ရဲ့ဓမနဲ့ခုံနေရာကိုတွေ့လိုက်ရပါတယ်။သူကရဲတွေကိုမြင်လိုက်ရတာနဲ့တပြိုင်တည်းထူးဆန်းတဲ့ပုံစံဖြစ်သွားခဲ့ပါတယ်။ဖူလူကဆိတ်ရှုပ်တဲ့ပုံစံနဲ့မိခဲ့ပါတယ်။မင်းတို့ဘာကိစ္စရှိလို့ငါအိမ်ကိုလာတာလဲ။ ခါကထိုလ်လူရဲ့ရင်ဆက်တန်ကျုပ်တဲ့မျက်နှာကိုတေချာကြည့်လိုက်ပြီးတော့တင်းငိမ့်တဲ့ပုံစံနဲ့ခမ ्या ကဒီမျိုးကဖတ်ထုတ်ဆိုင်အတွက်အသားရီလုပ်ပေးတဲ့သူလားဆိုပြီးမြည်ခဲ့ပါတယ်။နောက်ဆုံးမှာတော့တသက်သမားကရဲရီဘာကိုဆိုလိုလဲဆိုတာကိုသိသွားတဲ့အခါမှာတော့ထိုလ်လူကကြောက်ရွံ့ခြင်းကင်းစွာဆူရှားတဲ့အကြည့်နဲ့အတူအေးဆက်တဲ့လေတံနဲ့ပြန်ဖြေခဲ့ပါတယ်။အဲဒီနောက်ရဲရီကို သူ့စီကဘာလို့ကျလို့လဲဆိုပြီးပြန်မြည်ခဲ့ပါတယ်။ပင်ကစားတော့ဆိုင်ပိုင်ရှင်ကိုသူ့ဘာအသားရီပေးလဲဆိုတာကိုပြောဖို့အတွက်မြည်လိုက်ပါတယ်။ ပြီးတော့ဘာလို့ဖတ်ထုတ်တယ်မှာလူတွေရဲ့လက်သိန်းကိုကရှိနေနိုင်တာလဲဆိုပြီးပြောခဲ့ပါဗျာ။ပင်ကပြောပြရတဲ့တပြိုင်တည်းသာသတ္တမကအသားလေးနဲ့တသားပြဘဝဓာတ်ကိုဆွဲထုတ်လိုက်ပြီးတော့အေးဆဆမျက်နှာနဲ့ပြောလာခဲ့ပါဗျာ။ငါမင်းအလို့မဟုတ်ဘူး။ပြီးတော့ဒီအသားတွေကဘာလဲဆိုတာသိဖို့မလိုဘူး။ငါဘာကိစ္စကြောင့်မင်းမိတာကိုဖြေရမှာလဲ။အခုတရားထွက်သွား။သောသမားရဲ့ရန်လိုမှုကိုရဲရရှိနှစ်ယောက်ကမတုတ်ပြန်နိုင်ခင်မှာပဲထိုလူကဓာတ်နေခုမှုအတွက်ရုတ်တရက်သူ့ရှိကိုပြီးသွားခဲ့ပါတယ်။ အယူတယောက်လိုပဲသူ့ရဲ့မျက်နှာကကြောက်ရွံ့မှုကင်းနေခဲ့ပြီးတော့ထူလူကသူ့ရဲ့ဓာတ်နဲ့လှမ်းကိုလိုက်တဲ့အချိန်မှာတော့သူကပင်ကိုဘေးကိုတွန်းထုတ်လိုက်ပြီးတော့ထိုလူရဲ့ဓာတ်ချက်ကိုရှောင်လိုက်ပါတယ်။သူကနောက်ထပ်ပုံစံတစ်မျိုးနဲ့ထပ်မံတိုက်ခတ်လာခဲ့ပါတယ်။သူကဓာတ်ကင်ထားတဲ့ထိုလူရဲ့လက်ကိုကာလိုက်ပြီးတော့လက်ကောက်ကိုကင်ကတိုင်ပေါက်ပစ်လိုက်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကြီးကခုံမော်ကိုပစ်ပေါက်လိုက်တာကြောင့်ကြမ်းမြင့်မော်ကိုလဲကျောက်သွားခဲ့ပါတယ်။ထိုလူကနာကျင်မှုကြောင့်လဲကျနေခဲ့ပြီးတဲ့နောက်ထိုလူကိုရဲစခန်းစီခေါ်သွားခဲ့ကြပါတယ်။ အမှုကမြ мян မဲ့ပြီးသွားခဲ့ပေမဲ့ထိုလူရဲ့အိမ်မှာအလောင်းတွေတင်းထားတယ်လို့ချားရဲ့စိတ်ထင်မှထင်နေခဲ့ပါတယ်။တောက်တက်သမားကိုခေါ်သွားပြီးရဲ့နောက်ရဲတွေကအခင်းဖြစ်ပေါ်ရနေရကိုစတင်စစ်ဆေးခဲ့ပါတယ်။အိမ်မှာသူကခေါင်းကိုလှည့်လိုက်ပြီးတော့အဲ့ဒီလူတွေကအသက်ခံရဖို့ထိုက်တန်တယ်လို့ပြောခဲ့ပါတယ်။ရဲရရှိကကျန်တဲ့ရဲတွေကိုလူတီတွေရဲ့ခန္ဓာကိုယ်ကိုရှာဖို့အမိန့်ပေးခဲ့ပါတယ်။အခုဦးစားပေးအနေနဲ့ကအဲ့ဒီလူရဲ့တားကောက်နေဖြစ်တဲ့သူတွေကိုရှာဖို့ပဲ။ တောက်သက်သမားကိုရဲကားပေါ်တင်ကရဲစခန်းစီခိုးဆောင်သွားခဲ့ကြပါတယ်။ရဲရရှိတွေကတော့အခင်းဖြစ်ပေါ်ရနေရကိုရှာဖွေနေကြဆဲပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒါကသူတို့ထင်တာရာထက်ပိုမိုခက်ခဲနေခဲ့ပါတယ်။နိုင်ပိုင်းလောက်ကြာတဲ့အထိထုံလူရဲ့တားကောင်းတွေနဲ့ပတ်သက်ပြီးတော့သူတို့ဘာကိုမှရှာမတွေ့ခဲ့ကြပါဘူး။အဲ့ဒီအချင်းရုတ်တရက်ရဲတွေကထွက်တော်မှုလုပ်တဲ့အချိန်မှာပဲအနောက်ကနေအဖွားကြီးတယောက်ကသူတို့စီကိုပြေးလာတာတခုခုပြောချင်တဲ့ပုံစံမျိုးဖြစ်နေခဲ့ပါတယ်။သူမကထိုးသားသက်သမားရဲ့အင်းနီရှင်တူဦးပဲဖြစ်ပါတယ်။ သူမကထူးဆန်းတာရင်းအများကြီးကြုံခဲ့ရပါမယ်။ဒီလူသက်သမားရဲ့အသက်ခံရမှာကြောက်တာကြောင့်ဘသူ့ကိုမှပြောဖို့တသိမရှိခဲ့ပါဘူး။ထူလူကအင်းနီနာချင်းဖြစ်ခဲ့တော့ကောင်ဆိုရင်လူကောင်းတယောက်လိုမျိုးပုံစံဖြစ်ပြီးတော့ဆင်းရဲတဲ့သူတွေကိုကိုကြီးကနှီးစရာဆောက်စရာတွေပေးခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီတောင်စားတဲ့သူတွေကထူလူရဲ့အိမ်ကိုဝင်ပြီးတဲ့အခါမှာဘယ်တော့မှပြန်ထွက်လာတာကိုမတွေ့ရပါဘူး။အဲဒီနောက်အဖွားအိုကညဘက်ဆိုအိမ်ထဲကနေလူတွေရဲ့အောင်မူတန်ကိုကြားနေရတယ်လို့ဆိုပါတယ်။ သူမကတတိမွေပြီးလိုက်ကကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အရန်ကိုထိတ်လန့်ဝဲကောင်းတဲ့အရာကိုတွေ့လိုက်ရပါတယ်။အရင်ဖြူတွေကသူမရဲ့ညီမင်းပေါ်မှာပေါ်လာခဲ့တယ်လို့ဆိုပါတယ်။ကြကြကြည့်လေထူထူတွေကပုံမှန်မဟုတ်ဘူးလို့ထင်ရနေပဲဖြစ်ပါတယ်။ဘလောက်ပဲကြိုးစားပါစေသူရဲ့မျက်နှာကိုတိကျမမြင်ရပါဘူး။ဒီလိုရဖြစ်ပြီးရဲ့နောက်သူမကရဲတွေကိုအကြောင်းကြားခဲ့ခြင်းပဲ။သူ့ရဲ့နောက်ထပ်သားကောင်ဖြစ်မှာကိုကြောက်တာကြောင့်ဘာမှမပြောဘဲနေခဲ့ရပါတယ်။ ဖို့လူအဖမ်းခံရတဲ့အချိန်မှာတော့ဒါကအမှန်တရားကိုပြောဖို့အချိန်ကောင်းပဲဆိုတာကိုယုံကြည်ခဲ့ပါတယ်။ဒါကရဲရရှိတွေအတွက်ရက်ဆက်ကြံကြုတ်တဲ့လူတန်းမှုတွေကိုပထမဆုံးကင်တွေ့တာမဟုတ်ပေမဲ့အမျိုးသမီးကထိုအကြောင်းအရာတွေကိုပြောပြတဲ့အခါမှာတော့တုံ့လုံသွားခဲ့ကြပါတယ်။ရဲရရှိကအမျိုးသမီးပြောသွားတဲ့နေရာတွေကိုခေါ်ပြားကိုင်ကတွင်းတွေတူးဖို့အတွက်အမိန်ပေးခဲ့ပါတယ်။သူတို့ကအလောင်းတွေကိုတိတ်ဆီးဖို့အတွက်မြေရောက်ခတ်တစ်ခုရှိတယ်လို့ယုံကြည်ခဲ့ကြပါတယ်။မိနစ်30လောက်ကြာပြီးတဲ့နောက်မှာရဲရရှိတယောက်ရဲ့အော်တန်ကိုကြားလိုက်ရပါတယ်။ ဒီနေရာမှာအရင်ကမာတဲ့ရာထူးထောက်မိထားတယ်လာကြည့်ကြအောင်သူတို့ထင်ထားခဲ့တဲ့အတိုင်းတာသက်သမားရဲ့အိမ်ထဲမှာလှုပ်ဝက်အခန်းတွေရှိနေတာပဲဖြစ်ပါတယ်သူကအပြင်လွာကိုတန်အဖုံးနဲ့ဖုံးထားပြီးတော့ရဲရရှိကအဖုံးကိုဖွင့်လိုက်တာနဲ့တပြိုင်နက်အပုံးနှင်းကထောင်းကနေထွက်လာခဲ့ပါတယ်ဟိုအနှမ်းကြောင့်လူတွေကသူတို့ရဲ့နှာခေါင်းကိုပိတ်လိုက်ပြီးတော့မျက်နှာပြသွားခဲ့ကြပါတယ်အထဲကိုသွားဖို့အတိုင်းလေကားတစ်ခုရှိနေခဲ့ပြီးတော့အောက်ဘက်ရောက်လေလေအနံ့ကပြင်းလေလေပဲဖြစ်ပါတယ် ဒါပေမဲ့သူကတတိမွေကအောက်ကိုဆင်းသွားလိုက်ပြီးတော့အမောင်လေးကိုဓမီနဲ့ထူးကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့မျက်နှာအမူအရာကချက်ချင်းကြောင်းသွားခဲ့ပါတယ်။အခုသူ့မှာရှေ့ဆက်ဖို့အတွက်တတိတွေမရှိတော့ဘဲနဲ့သူ့ရဲ့ခန္ဓာကိုယ်ကတောင့်တနေနေပါတယ်။သားရီတင်းကြီးရဲ့တသားရဲ့ဘေးမှာတော့ဘသူမှတော့ထင်ထားမှာမဟုတ်တဲ့ခန္ဓာကိုယ်တွေကအဲ့ရအောင်မှရှိနေခဲ့ပြီးတော့ကျင်းထဲမှာတော့လူရဲကလီစာတွေကအပြည့်ဖြစ်နေခဲ့ပါတယ်။ဒီကိစ္စကရှင်းပါတယ်ဒီမြို့မှာရှိတဲ့ဖတ်ထုတ်ဆိုင်ထဲမှာထည့်တဲ့အသားတွေကလူသားတွေနဲ့ပြုလုပ်ထားရဲဆိုတာပါပဲ ီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။သဘောကျနှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like နှိပ်သွားပြီးတော့ channel လေးကို subscribe လုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။